မင်္ဂလာပါခင်ဗျာအလေးဟုတ်တယ်ဇွန်လ26ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမဲ့သတင်းတွေကတော့2025ခုနှစ်တွင်မြန်မာနိုင်ငံလူဦးရေစနစ်သမ်းသမားကုသန်းကန်ကျန်းမာရေးအထောက်ပံ့များလိုအပ်မယ်လို့ UN OCHA ခန့်မှန်းနေဆိုတဲ့သတင်းအင်အားဖြင့်ငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်ငယ်193ကြိမ်လှုပ်ခတ်ထားတယ်ဆိုတဲ့သတင်းနေဇာတင်းမမှုများမြင့်တက်နေချိန်ထိုင်းကမ်ဘောဒီးယားနေဇာဂိတ်ကိုထိုင်းကပိတ်ထားခဲ့တာကြောင့်ကမ္ဘာလဲခီးတယ်များနဲ့ကမ်ဘောဒီးယားအလုပ်သမားများအခက်ကြုံနေဆိုတဲ့တဲ့ အပြစ်ခတ်ရစဲရေးကိုအစ္စရေးကသဘောတူလိုက်တာကြောင့်ရေနံစည်းများကျဆင်းတယ်ဆိုတဲ့တင်ပရီးမီယာလိပြမှတ်ရိုဒီကိုကိုရီယယ်မက်ဒရစ်အသင်းဈေးနှုန်းသတ်မှတ်တယ်ဆိုတဲ့တင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဦးဆုံးသတင်းမောင်းနေနဲ့2025ခုနှစ်တွင်မြန်မာနိုင်ငံ၏လူဦးရေ12.9%တန်ခန့်ကျန်းမာရေးအထောက်ပံ့များလိုအပ်မယ်လို့ UN OCHA ခန့်မှန်းနေဆိုတဲ့တင်ကိုတင်ဆက်ပေးပါပါ2025ခုနှစ်တွင်မြန်မာနိုင်ငံမှာလူဦးရေ12.9%တန်ခန့်ကျန်းမာရေးအထောက်ပံ့များလိုအပ်မယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး ျွမ်အိုးချကခံမှန်းထားပါတယ်မြန်မာနိုင်ငံမှာငလင်ကြီးမလုတ်ခတ်မီကားပင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများရရှိရန်ခက်ခဲခဲ့ကြောင်း2025ခုနှစ်အတွင်းလူဦးရေစနစ်တရမ6တန်းဟာဂျမားရေးထောက်ပံ့များလိုအပ်လျက်ရှိကြောင်းငလင်ပေးတံခံရပြီးကတည်းကဂျမားရေးအနေအများပုံမမြင့်တက်လာပြီးလူအများစုအနေနဲ့၎င်းတို့လိုအပ်တဲ့ဂျမားရေးဆောင်ရှောက်မှုများရရှိရန်ရုန်းကန်နေကြရကြောင်း UNOCHA ကဆိုပါတယ် ဒါအပြင်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူ19ဒရမ9တန်းနဲ့စံချိန်တင်မြင့်တလျက်ရှိပြီးငလျင်ပြီးမှာထပ်တိုးလူဦးရေ2တန်းဟာအရေးပေါ်အကူအညီလိုအပ်လျက်ရှိကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ကထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံဟာမကြာခဏဖြစ်ပေါ်လာတတ်တဲ့ဘေးအန္တရာယ်များဆက်လက်ဖြစ်ပွားနေစေပဋိပက္ခများကြောင့်ခက်ခဲတဲ့လူသားချင်းစာနာမှုအကျတဲများနဲ့ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်များကိုဆက်လက်ရင်ဆိုင်နေရပြီးနိုင်ငံတော်မှာလူဦးရေ3.5တန်းခန့်နေရဲစွန့်ခွာနေထိုင်ကြရလျက်ရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါသည် မလ28ရက်ကအင်အားပြင်းထန်တဲ့ငနေလှုပ်ခတ်မှုကြောင့်မြို့ပြများနဲ့ကျေးလက်ဒေသများတွင်အကြီးအကျယ်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီးအသက်ဆုံးရှုံးမှုအင်ဂျင်နှင့်အခြေခံစောင့်အုံများပျက်စီးခြင်းအသက်မွေးဝမ်းကြောင်းမှုများထိခိုက်ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ မြန်မာနိုင်ငံတွင် ဖြတ်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနှစ်လကျော်ကြာမှာငလင်ဘေးတင့်မိသားစုများဟာနေထိုင်မှုဘဝပုံမှန်ပြန်ဖြစ်ရေးအတွက် အခက်အခဲများကိုရင်ဆိုင်လျက်ပြည်လဲထူထောင်ရေးအတွက်ဆက်လက်ရုန်းကန်နေကြရဆဲဖြစ်ကြောင်း UNO ချကပြောကြားပါသည် မန္တလေးနဲ့စကိုင်းရှိ နေရဲစွန့်ခွာတင်းရှောင်နေရတဲ့ထောင်ပေါင်းများစွာသောမိသားစုများဟာလူထုထက်ပြီးလုံခြုံမှုနည်းတဲ့ယာယီခိုလုံရနေရာများတွင်ဆက်လက်နေထိုင်ရဆဲဖြစ်ကယာယီစကန်များစွာဟာပြေးထန်တဲ့ယာတိဥထုဒဏ်ကိုကြံ့ကြံ့ခံရန်စိတ်မချရတဲ့အတွက်မိုးဥကြလာပြီးဖြစ်တည်နေအများဘေးဒဏ်ခံထားရသူများအတွက်ဘေးအနေများလဲပုံမှုများပြားလာနေကြောင်း UNO ချကဆိုပါတယ်ဆက်လက်ပြီးတော့ အင်အားဖြင့်ငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်ငယ်193ကြိမ်လှုပ်ခတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။အင်အားဖြင့်ငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်ငယ်193ကြိမ်လှုပ်ခတ်ထားကြောင်းမိုးလေဝသနှင့်ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ မက်စလာ28ရဲ့မိုးလဲပိုင်းမှာရစ်စတာစကေခုနှစ်တရမခုနှစ်အဆင့်ရှိငလင်ကြီးလှုပ်ခဲ့ပြီးတဲ့နောက်ဇွန်လ24ရက်အထိနောက်ဆက်တွဲငလင်193ကျင်းအထိလှုပ်ခဲ့ထားခြင်းဖြစ်ပါသည်193ကျင်းမြောက်ဖြစ်လှုပ်ခဲ့ထားတဲ့နောက်ဆက်တွဲငလင်မှာဇွန်လ24ရက်ကမတရားမျိုးရဲ့အရှိ အရှိမြောက်ဖက်6မိုင်ခန့်ကွာ အနက်15ကီလိုမီတာကိုဗဟိုပြုပြီးရစ်စတာစကေ3တရမ1အဆင့်ရှိငလင်ငယ်လှုပ်ခဲ့ထားခြင်းဖြစ်ပါသည် ။ဒါအပြင်ဇွန်လ22ရက်ကလေတောင်ရိန်မြို့ရဲ့အရှေ့ဘက်32မိုင်ခန့်အနက်10ကီလိုမီတာတွင် Restar Ski 3.2အဆင့်ရှိငလင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ပါသည်။အင်အားပြင်းငလင်ကြီးလှုပ်ခတ်မှုပြီးမှနောက်ဆက်တွဲငလင်များတနည်းခန့်အထိလှုပ်ခတ်နိုင်တယ်လို့ငလင်ပညာရှင်များကပြောကြားထားပါသည်။မလ28ရက်မွန်လယ်12:55မိနစ်မှာ Restar Ski 9.9အဆင့်ရှိအင်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့ရမှာ နေပြီးတော့ မန္တလေး၊စကိုင်းအစရှိတဲ့ဒေသများမှာရုံအစအုံများနေအိမ်တိုက်တာများကွန်ဒိုများဟိုတယ်များအစရှိတာတို့ကို ပြိုကျကာလူ3500ကျော်တည်ဆုံခဲ့ပါတယ်။ အဆိုပါနောက်ဆက်တွဲငလင်းများတွင် Restar Scale ခုနှစ်အဆင့်ရှိငလင်းတစ်ကြိမ်ပါဝင်ပြီး Restar Scale ၅အဆင့်ရှိငလင်းများလည်းပါဝင်ကြောင်းသိရပါသည်။နောက်ဆက်တွဲငလင်းလှုပ်ခဲမှုများမှာ AB လ20ရက်နောက်ပိုင်းတွင်တိတိတသားကျဆင်းလာပြီး AB လ28ရက်နေ့အထိ၈ကြိမ်သာရှိခဲ့ကြောင်းပြည်အများမှာ Restar Scale 3.6ဆင့်မှာအများဆုံးဖြစ်ကြောင်းမိုးစလာရဲ့ထုတ်ပြန်ချက်များအရသိရပါသည်။ဆက်လက်ပြီးတော့ နယ်စပ်တင်းမာမှုများမြင့်တက်နေချိန်ထိုင်းကမ်ဘောဒီးယားနယ်စပ်ဂိတ်ကို ထိုင်းကပိတ်ထားခဲ့တာကြောင့်ကမ္ဘာလေခီးသည်များနဲ့ကမ်ဘောဒီးယားအလို့သမားများအခက်ကြုံနေဆိုတဲ့ကိုတင်ဆက်ပေးပါပါ။အချိန်မြင့်တက်လာသောနေမြင့်ခြင်းပွားမှုတွင် ထိုင်းစစ်တပ်ကနယ်စပ်ကူတော်လာမှုအလုံးကိုရဆိုင်ခဲ့ပြီးနော်ကမ်ဘောဒီးယားနဲ့ဆက်သွယ်ထားတဲ့ထိုင်းဂိတ်ကြီးတစ်ခုမှာဇွန်လ24ရက်တွင်ကမ္ဘာလေခီးသည်များနဲ့အလို့သမားများတောင်းတင်နေခဲ့ရာအချို့မှာခလေးချီထားသူများဖြစ်တယ်လို့တွေ့ရပါတယ်။ ပြီးခဲ့လကလာအိုထိုင်းနဲ့ကမ္ဘောဒီးယားနေဆက်များဆုံတွေ့တဲ့မြသရိကန်ဒေတာလို့လူသိများတဲ့နေဆက်ဒေတာမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားများအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ကမ္ဘောဒီးယားစစ်သားတအူးသေဆုံးခဲ့ပြီးတဲ့နောက်ပိုင်းနှစ်နိုင်ငံတင်းမှမှုမြင့်တက်ခဲ့ကထိုင်းကနေဆက်ပြည်နယ်ခုနှစ်ခုစလုံးရှိနေဆက်ကိန်းများကိုပိတ်ထားလိုက်ပါတယ်ဒါပေမဲ့ចောင်းသားများနဲ့စေကူသားမှုခံယူမဲ့သူများကိုချွင်းချက်အဖြစ်ခွင့်ပြုပေးခဲ့ပါတယ် ပန်ခူလုံစစ်စရေးဂိတ်မှာဘေးမရာဖြစ်လျက်ရှိပါတယ်။အဆိုပါဂိတ်ဟာကမ်ဘောနီးယားရဲ့အန်ကိုဝတ်ဖျားကျောင်းတရှိရာကိုကုန်းလန့်ဖြင့်သွားသူများအတွက်အဓိက ဖြတ်သန်းရေးဂိတ်ဖြစ်ပါတယ်။အရောင်းဝယ်လုတ်တဲ့အတွက်ထိုင်းကိုပုံမှန်ဝင်ရောက်တဲ့အများစုဈေးတင်များဖြစ်တဲ့ကမ်ဘောနီးယားအလုတ်သမား90ဝန်းကျင်ဟာအဆိုပါဂိတ်မှာတောင်းတင်နေတာကြောင့်အိမ်မပြန်နိုင်ဖြစ်နေကြပါတယ်။ကျမကမင်းညားကအိမ်ပြန်ခြင်းပေမဲ့လေရဲတွေကဖြတ်သန်းခွင့်မပြုတာကြောင့် ကျမဆိုင်မှာပဲအိတ်လိုက်ရပါတယ်လို့အဝေးထဲရောင်းတဲ့အသက်38နှစ်အရွယ်မာလင်ပိုကပြောပါတယ်။ဆက်လက်ပြီးတော့အပြစ်ခက်ရစဲရေးကိုအစ္စရေးကသဘောတူလိုက်တာကြောင့်ရေနံဈေးများကျဆင်းနေဆိုတဲ့ကိုတင်ဆက်ပေးပါပါ။အီရန်နဲ့နှစ်ဦးနှစ်ဖက်အပြစ်ခက်ရစဲရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရိုင်းအဆိုပြုချက်ကိုအစ္စရေးကသဘောတူတယ်လို့ပြောကြားခဲ့ပြီးနောက်ဇွန်လ24ရက်တွင်ရေနံဈေးများ900ခန့်တော့ကျဆင်းသွားခဲ့ပါတယ်။ အစ္စရေးနဲ့အီရန်တို့ရဲ့ဆက်နွယ်ကြစစ်ပွဲပြေခတ်ရဲစဲခဲ့ပြီးတဲ့နောက်စွမ်းအင်ဈေးကွက်ရှော့ဖြစ်မဲ့အစိုးရမှုများရောကြသွားတာကြောင့်အာရှမှာရှယ်ယာဈေးများပြတ်တက်မဲ့အရေးချောင်ကိုတွေ့နေရပါတယ်။လန်ဒန်၊ပါရီ၊ဖရန်ဖတ်တို့ကစတော့ဈေးကွက်တို့ဟာရှယ်ယာဈေးတနေဈေးကွက်ဖွင့်ခဲ့ပါတယ်။ပဋိပက္ခပြီးဆုံးပေအနေထားကိုဈေးကွက်မှာပါဝင်ကစားနေသူတွေကကြိုးဆိုခဲ့ကြပါတယ်လို့ဂျပန်ခြေဆိုင်မီဆူဘီရှိဘဏ္ဍာရေးအုပ်စုကလီယာမန်စ်ကအေးခဲ့ပါတယ်။ အီရန်ကအမေရိကန်ကိုလက်တုပ်ပြန်မဲ့အလားအလာရှိခဲ့ပြီးဇော်လာ23ရက်နေ့ပိုင်းမှာရေနံစိမ်းဆေးများဟာအခိုက်တန့်အပြစ်မြင့်တက်ခဲ့ပါတယ်။အီရန်ကကာတာရှိအမေရိကန်ခြေစိုက်စခန်းကိုဒုံးကျည်များနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ရေနံစိမ်းဆေးများဟာခုနှစ်ရာခိုင်နှုန်းထိမြင့်တက်သွားခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကရေနံဈေးကွက်ရဲ့အခြေခံများကိုကင်လွတ်ခဲ့ခြင်းမရှိဘူးလို့စတီဖန်အင်းကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းအနေနဲ့ ပရီးမီးယားလိပြတ်မဲ့ရိုဒီโกကိုရီယယ်မက်ဒရစ်အသင်းဇင်းလုံးတတ်မှတ်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါပါရီယယ်မက်ဒရစ်အသင်းဟာပရီးမီးယားလိအသင်းကလပ်တွေကခေါ်ယူဖို့စိတ်ဝင်စားနေတယ်အသင်းတိုက်စစ်ကစားသမားရိုဒီโกကိုယူရိုတန်း90ဇင်းလုံးတတ်မှတ်လိုက်တယ်လို့စပိန်မီဒီယာတွေကဖော်ပြနေပါတယ် ကဒီနာစာရေးဖော်ပြချက်အရရီယယ်မက်ဒရစ်အသင်းဟာအခုနွေမှာဘရာဇီးတဲစစ်ကစားသမားရိုဒရီဂိုကိုရောင်းထုတ်ဖွယ်ရှိနေပြီးသူ့ကိုခေါ်ယူဖို့ပရီးမီးယားလိထိပ်သီးအာဆင်နယ်အသင်းကရေပန်းစားဆုံးဖြစ်နေလို့သိရပါတယ်။ရီယယ်မက်ဒရစ်နီးပြားသစ်အလွန်ဆိုဟာအသက်24နှစ်အရွယ်ရှိရိုဒရီဂိုကိုအဟီလာနဲ့ပွဲမှာပွဲထွက်ဖြစ်အသုံးပြုခဲ့ပေမဲ့ဘာချူကာသင်းနဲ့ပွဲမှာတော့အရန်ခုံမှာပဲထိုင်ခိုင်းထားခဲ့တာပါ။ အရင်နောက်မှာရိုဒီဂိုအနေနဲ့အခုနေမှာအသင်းပြောင်းရွှေ့ဝယ်ရှိရလို့သတင်းထွက်ပေါ်လာပြီးရီယယ်မက်ဒရစ်တင်ကသူ့အတွက်ပြောင်းရွှေ့ချေယူရိုတန်90အလိုရှိနေရလို့ကတိနာစာကဖော်ပြခဲ့ပါတယ် လက်ရှိမှာရိုဒီโกကိုခေါ်ယူဖို့တိုက်စစ်မှုရှာဖွေနေတဲ့ပရီးမီးယားလိထိပ်သီးအာဆင်နယ်တင်းကရေပန်းစားဆုံးဖြစ်နေပြီးမန်စီးတီးတင်းကလည်းသူ့ကိုခေါ်ယူဖို့အစီအဝင်စားနေတယ်လို့သိရပါတယ်။ရိုဒီโกဟာပြီးခဲ့တဲ့2024-25ရာသီကရီယယ်မက်ဒရစ်အသင်းမှာရုံးခံခဲ့ရပြီးပြိုင်ပွဲဆုံး52ပွဲမှာ14ဂိုးပဲသွင်းယူနိုင်ခဲ့တာပါ။လေဝဒေဇော်လာ26ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ